ုဒ္ဓဘာသာမှာဘုရားသခင်ကကံဘုရားဘာသာမှာကံကဘုရားသခင်ကံကဘုရားသခင်เนาะဟုတ်လားအဲကံဆက်စရာအဲ့လိုလဲပြောကြတယ်ကံဆက်စရာကံစီမံရာဟုတ်လားကံကြမာကတော့ဟုတ်လားမပေါင်းဖက်ပြီးနိုင်တာအဲ့လိုပေါ့เนาะဘုရားသခင်ကတော့မပေါင်းဖက်ပြီးတာပေါ့ ဘာမှတတ်နိုင်ဘူးဘုရားခင်စီရင်တဲ့အတိုင်ဘုရားအားလုံးနာခံရတာဘုရားခင်ကလည်းဘုရားခင်ကပတ်မလိုက်ဘူးเนาะပတ်မလိုက်ဘူးတရားသဖြင့်စီရင်တာလူကိုဖန်ဆင်းပြီးလူကိုဖန်ဆင်းစီစဉ်တင်ဆက်တယ်ပေါ့ဘုရားအားလုံးဖန်ဆင်းတယ်သူကျွေးတယ်အားလုံးရဲ့အကောင်းဆုံးအားလုံးကိုတရားအားလုံးကိုပြန်စီရင်လေနေရာပြန်ချတယ်တည်တော်သူဝိညာဉ်လည်းနေရာပြန်ချတယ် ံဆိုတာကမ္မဆိုတဲ့ပါဠိကလာတာပါမြန်မာလိုပြန်ရင်ကမ္မဆိုတာပြုမှုချင်းပြုလုပ်ချင်းလို့အဓိပ္ပာယ်ရပါတယ်ကံကလည်းပဲကိုယ်ဖြင့်ပြုသောကာယကံအမှုနှုတ်ဖြင့်ပြုသောဝစီကံအမှုစိတ်ဖြင့်ပြုသောမနောကံအမှုဆိုပြီး၃ပါးရှိပါတယ်တတဝါတိုင်းတတဝါတိုင်းဟာမိမိတို့ပြုတဲ့ဤကံ၃ပါးကြောင့်ကောင်းကျိုးဆိုးကျိုးခံစားရတာဖြစ်တယ်ကံနဲ့ဖန်ဆင်းရှင်ဘာဆိုင်လို့လဲ ကံနဲ့ဖန်ဆင်းခြင်းဘာမှမဆိုင်တာကိုဆိုင်တဲ့သဘောမျိုးရောကြော်လုပ်ပြီးမူသားလာပြောတာမရှက်ဘူးလားဟမ်ဒကာတော်တို့ရဲ့တန်မာကျမ်းစာတုတ်တန်ကျမ်းအခန်းကြီး၁၂အခန်းငယ်၂၂မှာမူသားသုံးသောနှုတ်ခမ်းသည်သာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူပွဲဖြစ်သစ္စာတရားကိုစောင့်ရှောက်တော်သူတို့မူကားနှစ်လိုတော်မူပွဲဖြစ်ကြ၏လို့ဆိုထားတယ်နော်ကျမ်းစာကမူသားမပြောဖို့တားမြစ်ထားပါရဲ့နဲ့ဘာကြောင့်မူသားလာပြောတာလဲ ကျန်းစာရဲ့အစုံအမကိုမလိုက်နာတာလားဟင်တက္ကတော်တို့ဘာသာတက္ကတော်တို့သာသနာတိုးတက်ဖို့အတွက်ကြိုက်တဲ့နီးကြိုက်တဲ့ဟန်နဲ့တက္ကတော်တို့လွတ်လွတ်လပ်လပ်သာသနာပြုပါဦးစင်းတို့စိတ်မဝင်စားပါဘူးနော်ဗုဒ္ဓဘာသာကိုမှီပြီးတော့လိုကျင်တဲ့အတုံးနှုံးတွေတုံးပြီးသာသနာလာမပြုပါနဲ့အဲ့ဒါဆိုရင်တော့ဦးစင်းတို့ကြောတင်ကပြောရပါလိမ့်မယ်နော်အရှင်ဖရာယဟန်တန်ဃာတွေကလူတရိစ္ဆာန် ယဟန်တန်ကအချင်းချင်းရိုက်နှက်ဆုံးမလို့ရပါသလားဖေယတပားသူရဲ့အသားကိုနာကျင်အောင်ဆုံးမလို့ရပါသလားဖေယတဲ့နာကမနောဟောတိပရံဝိဟေထယံတော်သူတပားကိုညှင်းဆဲတော်သူသည်ယဟန်မဟုတ်ဘူးလို့မြတ်စွာဘုရားကဩဝါဒပါတိမောက်မှာဆုံးမတော်မူထားပါတယ်ယဟန်ကသူတပားအသားကိုနာကျင်အောင်ရိုက်နှက်ဆုံးမဖို့မပြောနဲ့ရိုက်ဖို့ရွယ်လိုက်တာတောင်မှအရွယ်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင် တလားတတိကတိခါဖို့အရာပါစိတ်အာဘတ်တင်ပါတယ်အရွယ်ခံရတဲ့လူကသာမဏေလူတရိษံတူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအာဘတ်တင်ပါတယ်ရိုက်မိပြီဆိုရင်လည်းပဲရိုက်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်ပဟာရတိခါဖို့အရာပါစိတ်အာဘတ်တင်ပါတယ်ရိုက်ခံရတဲ့လူကသာမဏေလူတရိษံတူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအာဘတ်တင်ပါတယ်ဒါကြောင့်ယဟန်ကသူတစ်ပါးအသားနာကျင်အောင် ရိုက်နှက်ဆုံးမလို့မရပါဘူးเนาะအရှင်ဖုရားရိုသေးစွာရှောက်ထားအပ်ပါတယ်ဖုရားမြတ်စွာဘုရားရှင်ကအခုလိုဆက်မှုထွန်ကားခဲ့တဲ့ခေတ်မှာပါရမီဖြည့်ခြင်းခဲ့ရဘူးလားဖုရားဘာလို့လဲဆိုတော့ဇတ်တော်တွေအားလုံးကရှင်ဘရင်ခေတ်တွေတော်တလိတွေပဲတွေ့နေရလို့ပါဖုရားတဲ့ပါရမီဖြည့်ခြင်းစဉ်ကာလမှာရောဖုရားဘဝရောက်တဲ့အထိဆက်မှုထွန်ကားတဲ့ခေတ်နဲ့ကျုံပါတယ်ကထဝါဟနဇက်ကိုကြည့်လိုက်ပါ ကထဝဟနဇတ်တော်မှာတစ်သားဖြင့်ပြုလုပ်ထားသောစည်ရန်တရားနှင့်ကောင်းကင်ပြန်တဲ့အကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစမှုထုံးကားတဲ့ခင်းနဲ့ကြုံပါတယ်။ဖျားဘဝမှာကြုံတာကတော့အဇာတသက်နဲ့ညီကိုတော်တဲ့ဗောဓိမင်းသားဟာစည်ရန်တရားအတတ်ပညာကိုတဖက်ခန်းခတ်အောင်တတ်တဲ့ကထဝဟနအမိရှိတဲ့လူလင်ကိုခေါ်ပြီးကောကနုဒအမိရှိတဲ့အလားပါဆုံးပြတ်သက်ကိုတိဆောက်ခိုင်းပါတယ်။ပြတ်သက်ပြီးသွားတဲ့နေ့ရောက်ရင် ဆယံတရားအတတ်ပညာတွေမပြန့်ပွားရလေအောင်ကတ္တဝါဟနာကိုတတ်ဖို့ဗောဓိမင်းသားဟာကြံစီပါတယ်ဗောဓိမင်းသားကြီးအကြံစီကိုသိတဲ့ကတ္တဝါဟနာလူလေဟာပြတ်သက်ပြီးခန့်ဒီအချိန်မှာပဲဂလုံးနဲ့အလားတရံတူတဲ့ဆယံတရားယင်ပြန်တစ်ခုကိုတိဆောက်ပြီးပြတ်သက်ပြီးတဲ့နေ့မှာပဲအဲ့ဒီယင်ပြန်ကိုစီး၍ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်ဒါကြောင့်ပါရမီဖြည့်ခြင်းစဉ်ကာလမှာလည်းပဲစက်မှုထွန်းကားတဲ့ခင်းနဲ့ကျုံးတယ်လို့ဖရာဘဝရောက်တဲ့အချိန်မှာလည်းပဲစက်မှုထွန်းကားတဲ့ခင်းနဲ့ကျုံးတယ်ဆိုတာကို မှတ်သားထားရမှာဖြစ်ပါတယ်နော်မြတ်စွာဘုရားဒီမြန်မာနိုင်ငံကို ကြွားဘူးပါဒလားဆရာတော်တဲ့ပါဠိတော်အထာကထာတိကာတွေမှာတော့မြတ်စွာဘုရားမြန်မာနိုင်ငံကိုကြွားကြောင်းဖော်ပြမှတ်ဘူးနော်သို့တော်လည်းပဲအရှင်မဟာပုဏ္ဏမထေရဲ့ပင်ဖိမှုကြောင့်မြတ်စွာဘုရားသည် သူနာပရန္တတိုင်းဝါနိဇရွာတို့ကြွားဘူးကြောင်းဥပရိပါဏာတပါဠိတော်မှာဆိုထားပါတယ်အဲ့ဒီဥပရိပါဏာတပါဠိတော်မှာဆိုထားတဲ့သူနာပရန္တတိုင်းဟာ ယနေ့မြန်မာနိုင်ငံဤသခိုင်းအရက်ဖြစ်တယ်လို့မြန်မာစာတမ်းတွေကဆိုပါတယ်။ဒါကြောင့်မြန်မာစာတမ်းတွေရဲ့အဆိုအရပြောရမယ်ဆိုရင်တော့ကျက်စွာဖျားသည်မြန်မာနိုင်ငံကိုကြွားဘူးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒါကစာပေသဘောနဲ့ပြောတာပါ။ဒီနေရာမှာသိထားရမှာက စာပေမှာပါသည်ဖြစ်စေမပါသည်ဖြစ်စေမြတ်စွာဘုရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချေချွရမယ့်တတ္တဝါရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ် ါကိုတော့သိထားဖို့လိုပါတယ်နော်ပါရာဇိကရဲ့အနတ်အဓိပ္ပာယ်ဖွင့်ပေးတော်မူပါဖရာတဲ့ပါရာဇိကကိုပုတ်ခွဲရင်ပါရာကတပုတ်ဇိကတပုတ်တကတပုတ်ဖြစ်ပါတယ်ဇိဆိုတာက အောင်မြင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ပါရာနဲ့တွဲရင်ပါရာဇိဆုံးရှုံးခြင်းလို့အဓိပ္ပာယ်ရပါတယ်တနဲ့တွဲရင်ပါရာဇိတပါရာဇိကဆုံးရှုံးစေတတ်သော အာဘတ်လို့အဓိပ္ပာယ်ရပါတယ် ဘယ်ကနေဆုံးရှုံးစေတတ်တာလဲဆိုရင်သာသနာတော်ကနေယဟန်ဘဝကိုဆုံးရှုံးစေတာပါဒါဟာပါရာဇိကဤအနတ်အဓိပ္ပာယ်ပဲဖြစ်ပါတယ်အရှင်ဖရာဗုဒ္ဓမြတ်စွာဘုရားသီးသောမြင်းကြီးကဘယ်ရောက်သွားပါတလဲဖရာတဲ့အလောင်းတော်တိဋ္ဌထမင်းသားစီးတဲ့တန်တကမင်းဟာအလောင်းတော်တိဋ္ဌထမင်းသားကိုခွဲခွာရတဲ့အတွက်ရင်ကွဲနာကြပြီးတေဆုံးသွားပါတယ် ောက်တစ်ချိန်မှာရှင်မောက်ကလန်ကိုတော်မြတ်ကြီးနှက်ပြေသို့ကြွားတဲ့အခါမှာကြီးကျယ်ခမ်းနားတဲ့စည်းစိမ်ချမ်းသာကိုခံစားနေသောနှစ်သားတစ်ပါးကိုတွေ့ပါတယ်။အဲ့ဒီအခါမှာရှင်မောက်ကလန်ကိုတော်မြတ်ကြီးကအသင်နှစ်သားအသင်နှစ်သားဤအမိအဘယ်အမိရှိပါသလဲ။မိကဲ့သို့သောကောင်းမှုကြောင့်ဤသို့သောကြီးကျယ်ခမ်းနားတဲ့စည်းစိမ်ချမ်းသာကိုရရှိပါသလဲလို့မေးတော်မူပါတယ်။အဲ့ဒီအခါမှာနှစ်သားကအရှင်ဖျားတပည့်တော်ဤအမိသည် တန်တကအမိရှိပါတယ်တန်တကမြင်းဖြစ်ခဲ့စဉ်တုန်းကအလောင်းတော်သိတ္တထမင်းသားတောထွက်တော်မူစဉ်ကြောပေါ်တင်၍ပို့ဆောင်ပေးခဲ့တဲ့ကောင်းမှုကြောင့်ဤကဲ့သို့သော ကြီးကျယ်ခမ်းနားတဲ့စည်းစိမ်ချမ်းသာကိုရရှိရခြင်းဖြစ်ပါれဟုဖြေကြားပါတယ်။နောက်တစ်ချိန်မှာကန္တကနတ်သားဟာမြတ်စွာဘုရားဟောကြားတဲ့တရားတော်ကိုနာကြားရ၍သောတာပန်တည်သွားပါတယ်။ဒါကြောင့်ဘုရားအလောင်းသိတ္တထမင်းသားစီးတဲ့ကန္တကမြင်းဟာနတ်ပြည်သို့ရောက်သွားတယ်လို့ မှတ်သားထားရမှာဖြစ်ပါတယ်။တချို့နေရာတွေကြတော့ဖျားစင်တဲ့တချို့နေရာတွေကြဖျားကြောင်းဆောင်အခေါ်အဝေါ်တွေရှိပါတယ်ဖျား။အဲ့ဒါဘယ်အခေါ်အဝေါ်ကပူတင့်ပါလဲဖျားတဲ့။ဒီမိခွန်းကိုတခါတုန်းကဖြည့်ဘူးတယ်နော်။ဖြည့်လိုက်တဲ့အခါမှာတချို့သောပရမတ်ကြောင်းသမားတွေကဖျားကြောင်းဆောင်ပဲခေါ်ခေါ်ဖျားစင်ပဲခေါ်ခေါ်ဤညက်တွေပါတဲ့အေးမကြီးပါဘူးတဲ့နော် ဝိပဿနာအလုပ်ကိုလုပ်တဲ့နေရာမှာပရမတ်ကအရေးကြီးတာမှန်ပေမဲ့လောကီနယ်မှာလည်းပြညတ်ကအရေးပါတယ်နော်ပြညတ်ကအရေးမကြီးပါဘူးဘလို့ပဲခေါ်ခေါ်ဆိုရင်အမေကိုမိမလို့ခေါ်မယ်ရမလားမိမကိုအမေလို့ခေါ်မယ်ရမလားအဖေကိုယောက်ျားလို့ခေါ်မယ်ရမလားယောက်ျားကိုအဖေလို့ခေါ်မယ်ရမလားမရပါဘူးနော်ပြညတ်ဆိုပေမဲ့ သူ့နေရာနဲ့သူအချိုးကျကျအတုံးချရပါတယ်။စင်လို့ခေါ်လိုက်တဲ့နေရာမှာဖနက်စင်၊ပကန်စင်၊အဝတ်စင်တွေမြောင်များစွာရှိပါတယ်။အဲ့ဒီလိုစင်တွေမြောင်များစွာရှိတဲ့အနက်ဖျားသတင်း300နေရာကိုဖျားစင်လို့ပြောလိုက်မယ်ဆိုရင် အချားစင်တွေနဲ့ရောထွေးသွားနိုင်ပါတယ်။ဒါကြောင့်တီးချားခွဲထွက်ဖို့အတွက်ဖျားစင်လို့မသုံးဘဲနဲ့ဖျားကြောင်းဆောင်လို့သုံးခြင်းဟာပို၍သင့်တော်ပါတယ်နော်။